နာကုလမာတာနာကုလပိတာဇတ်တော်အယသန္တရာ၌ဆွေမျိုးမတော်ဆက်ဘူးတဲ့ပုဂ္ဂိုလ်မြည်ဒီမရှိဟုသောမြတ်စွာဘုရားဤစကားတော်အယဒီကနေ့ဦးဇင်းတို့သန္တရာတခွေမှာတွေ့ဖို့ရာအကြောင်းတွေရှိလို့ပြန်လည်ကဆုံတွေ့ကြတဲ့ဦးဇင်းရဲ့သန္တရာကဆွေအောင်မျိုးဟောင်းမိဟောင်းဖဟောင်းညေကိုမောင်နှမအပေါင်းသူတော်ကောင်းတို့အားဦးဇင်းတို့ဟောကြားစေဟောကြားလက်တတ်ဖြစ်တော်တရားတော်များကိုမိမိတို့ကြိုင်နေတတ်တဲ့ အရိယာပုဂ္ဂလိတွေကိုပြင်ဆင်ပြီးတော့ဗညာတဆောင်ညောင်းလူကညောင်းလူကပြောင်းပြီးတော့ญาติဥဒုပူလိုက်တဲ့အခါမှာလည်းပဲရက်ကလေးတွေကိုတူကိုတူလွတ်လွတ်လပ်လပ်ခတ်ပြီးတော့တရားတော်ကိုယူတည်လေးသာသောအားဖြင့်နာကြနိုင်ပါသည်တဲ့ဥဒင်းတို့ကခွင့်ပြုပါတယ်အဲ့တော့ဒီကနေ့ဥဒင်းတို့တရားပွဲစတင်တော့မယ်ဆိုတော့တရားကောင်းတဲ့လေးကအမုန်းခွန်အားဝေဒနာပါတဲ့ ။အရာကောင်းတင်ကပါတဲ့လေ။အမုန်းခွန်အားပေးသနာပါအဲ့တော့ဒီကနေ့ဦးဇင်းတို့ညာချမ်းတရားပွဲတွေဟောလာလိုက်တာတရားစခန်းပွဲကြီးကတပြည့်ပြည့်နဲ့မပြီးတော့မှလားပြီးတော့မှလားပြီးတော့မှနောက်နေ့တညဆိုသိမ့်ပြီပေါ့မသိမ့်မှလားသိမ့်မှလားနောက်နေ့တညဆိုသိမ့်ပြီဒါဆိုလို့ချင်းဓာရီဒကာမကြီးတွေ ဟလာဒီကနေ့ကတော့ဥဒင်းတို့ကအမုန်းခွန်အားဝေဒနာပါဆိုတဲ့တရားလေးနဲ့ယေရှုဆက်ပါမယ်ယေရှုပြုပေးပါမယ်အဲ့တော့ဒီတရားကောင်းတဲ့အောက်ကိုဥဒင်းတို့မသွားခင်မှာပရမအုံးနိဒန်းအနေနဲ့ဥဒင်းတို့ဗာလိပြောခြင်းလဲဆိုတော့နိဗ္ဗာန်ဧကေဒွေပြင်းကြီးလေးထွေဝါနိဒ္ဒာတဲ့ဒါကတော့ဆိုလိုတကားလေးပေါ့ဗာတကားလေးလည်း ဆိုရိုးတကားလေးနိဗ္ဗာန်ဧကေဒွေပင်ကြီးလေးထွေဝါနိဒ္ဒာတဲ့နိဗ္ဗာန်ဧကေဆိုတာဘာပြောတာလဲဆိုလို့ချင်းဒါကြီးဒကာမကြီးဒီနိဗ္ဗာန်ကိုလိုချင်တယ်ရရင်တယ်ဆိုလို့ရှိရင်တယောက်တည်းကျင့်ရမယ်မှန်ပါဗျာဘယ်လိုကျင့်ရမှာလဲနိဗ္ဗာန်ကိုလိုချင်တယ်ရချင်တယ်ပုဂ္ဂိုလ်ကတယောက်တည်းမကျင့်မင်းနဲ့ဟောအများကျင့်နေလို့ရပါမလား မရဘူးတဲ့အများနဲ့ရောရောနှုံနှုံလုပ်ပြီးတော့ကျင့်နေမယ်ဆိုရင်ဒီတရားရနိုင်ပါမလားမရနိုင်ဘူးဒါကြောင့်မို့လို့ရှင်းသူတော်ကောင်းတွေကနိဗ္ဗာန်ဧကေกว่าတဲ့နိဗ္ဗာန်ကိုလိုချင်ရင်ဘယ်နှယောက်ကျင့်ရမှာလဲတယောက်တည်းကျင့်ရမှာဒါဆိုလို့ရှိရင်အရှင်ဘုရားတပည့်တော်တို့ယောဂီတွေကများတဲ့အခါကျတော့ဘယ်လိုတယောက်တည်းကျင့်မလဲ အများနဲ့တော့ဒကာကြီးဒကာမကြီးတွေနေတော့နေရတာပဲလေဒါပဲမဲ့လို့ကိုကဟမ်ကိုဟာကိုတယောက်တည်းအားတဲ့အချိန်လေးမှာလစ်လက်တဲ့အချိန်ကလေးမှာတရားပဲနှလုံးသွင်းနေဖို့မလိုတာလားလိုတာလားလိုပါတယ်ဒါကြောင့်မို့လို့နိဗ္ဗာန်ဧကေနိဗ္ဗာန်ကိုမလိုချင်တာလားလိုချင်တာလားဘုရားနဲ့ဆိုရင်အပြန်ကြခေါ်သွားမယ်လိုက်မလားဘယ်အပြန်လေးကလိုက်တယ် ဩတခိုင်တခမကြီးတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုလိုချင်တယ်လိုချင်တယ်ဆိုတာကဟုတ်လားဤခန္ဓာကိုယ်ကြီးကိုညှိနှွေပြီးတော့ဟုတ်လားတန်ဝေကကြီးကြီးနဲ့ဒီနိဗ္ဗာန်ကိုမရချင်းငါမနေနိုင်တော့ပါဘူးဆိုတဲ့စိတ်မျိုးရှိမှသာလျှင်ဒီနိဗ္ဗာန်မရနိုင်ပါလားရနိုင်ပါလားရနိုင်ပါသူများကနိဗ္ဗာန်လိုချင်တယ်ဆိုလို့အမှန်လားပါဖေဟုတ်ပါတယ်ဖေအိမ်ကတရားကြီးကိုတိုင်မြင်မအောင်မယ်ဖေ အင်္ဂဒကမကြီးကိုတိုင်းမင်ပါအောင်မယ်ဖရာဆိုရင်ခဲ့ကြမှာဒီနိဗ္ဗာန်ရနိုင်ပါအောင်မလားမရနိုင်သေးဘူးတဲ့အင်္ဂအလုပ်တွေလည်းမောင်မစိမမိသေးဘူးလေအိမ်မှာလည်းအလုပ်တွေမကြံသေးတာလားကြံသေးတာလားအင်္ဂလည်းမျောနေလောက်ပြီဗောဩဒီကနေ့တို့အဖေကြီးတို့အမေကြီးတို့အဖေတို့အမေဩဦးရင်တို့ဘက်ကတော့ဒကာကြီးဒကာမကြီးဘက်တော့မသိဘူးသူတို့ဘက်ကတော့အဲအဖေကို အရှိပါရှိအဖေကြီးလို့ခေါ်တာပဲအဖေကိုဘယ်လိုခေါ်တာလဲအဖေကြီးလို့ခေါ်တာအော်ဒီဘက်တော့ဘယ်လိုခေါ်လဲအဲ့လိုပါပဲအဲ့လိုဆိုမထိုးသေးဘူးပေါ့နော်တချို့ကြတော့လဲအဖေကြီးဆိုတဲ့အဓိပ္ပာယ်လေးပြန်တွေ့ကြည့်တဲ့အခါကျတော့အဖေလေးပဲရှိတယ်လို့လို့အဓိပ္ပာယ်ကိုတွေ့ကြည့်တာပါဒါပေမဲ့ဥဒ္ဓနုကိုယ်တိုင်ကလည်းပဲအဲ့လိုခေါ်ရမှာအားရှိတာအားမရှိတာလားအားရှိတာလားဟောအမေကြတော့ပါတယ်အမေကြီးလို့မခေါ်ဘူး အမေလို့ပဲရိုးရိုးပဲခေါ်တယ်မခေါ်တာလားခေါ်တာလားဟောအခေါ်တွေကမတူဘူးသူရက်လားမတူဘူးတဲ့ဒါဆိုလို့ချင်းနိဗ္ဗာန်ကိုတွားခြင်းနဲ့ရခြင်းနဲ့ပုဂ္ဂိုလ်ဒီဘသူတဦးတယောက်ကိုမှမတိုင်မမဲနဲ့ကိုကိုတိုင်လွတ်လွတ်လပ်လပ်တွားနိုင်တဲ့ဒီနေ့အဲ့ဒီနေ့ကြမှာဘာဖြစ်လဲဘာဖြစ်လဲလို့ဒါဤဒီတက္ကမဤဒီအာယုံပဲရောက်နေတာလေ နေဒါလည်းမပြောတော့ပါလားဘယ်ဒီကမှအိမ်ုံတိုင်မရအောင်မယ်ဆိုလို့ရှိရင်ဒီနိဗ္ဗာန်ရနိုင်ပါမလားနိဗ္ဗာန်မရနိုင်ဘူးတဲ့ဩစိတ်ကလည်းပဲတခိုင်းတခါမှဒီအာယုံတစ်ခုမှနှစ်ခုပြိုင်မဲ့ဖြစ်ဘူးဆိုပဲရှိရလားမဖြစ်ဘူးတခိုင်းတခါမှဒီကဘေးကိုကြီးလိုက်လို့ရှိရင်ဘုံကြီးကြီးကအတန်ကြားတော့ကြားတယ်ဘာပြောမှမသိဘူးအဲ့ဒါက တယောက်တည်းဖြစ်တာလားဆိုတော့မဟုတ်ဘူးတဘာဝတရားကဖြစ်တာဒါဆိုလို့ချင်းဘုန်းကြီးမေးတာပြေဖို့ဆိုလို့ချင်းဘာလုပ်နေရမှာလဲဘာလုပ်ရမှာလဲအာယုံဆိုင်ရမယ်ဟုတ်လားအာယုံဆိုင်တဲ့အခါကျတော့ဩအလားဥဒင်းလေးမေးတဲ့တရားတွေတခိုက်ကမပြေနိုင်လားပြေနိုင်မှာလားဒီတိုင်းမှာဒါဆိုလို့ရှိရင်နိဗ္ဗာန်ကိုလိုချင်တယ်ရချင်တယ်ဆိုလို့ရှိရင်ဘယ်နှယောက်ကျင့်ရမလဲ တယောက်တည်းကျင်းရမယ်တဲ့တယောက်တည်းနေတော့တရားနှစ်ယောက်နေတော့သုံးယောက်နေတော့အဲကိုယ်ဟာကိုယ်ပြောကြဘုံကြီးဟောတာမဟုတ်ဘူးအဲ့တော့တရားဥက္ကမအဲ့ဒီတယောက်တည်းကျင့်မှသာလျှင်ဩဒီနိဗ္ဗာန်မရနိုင်မှလားရနိုင်မှလားတရားနာတဲ့အခါမှလည်းဒီတိုင်းပါပဲတယောက်တည်းကျင့်ရတယ်တယောက်တည်းနာရတယ်ညီမရဒီမှာအများကြီးပဲဘယ်လိုလုပ်ပြောက်ခဲနာမလဲဆိုတာအာယုံစိုက်ခိုင်းတာ အာယုံစောက်တဲ့စိုက်တဲ့အခါကျတော့တယောက်ကနာတာနဲ့မတူတာလားတူတာလားတူတယ်ဟုတ်လားဒါကြောင့်မို့လို့ဩတို့ခုနှစ်ရက်တာကာလပတ်လုံးဟင်တရားစခန်းကိုမလာခဲ့ကြတာလားလာခဲ့ကြတာလားဒီအိမ်ကတခါတည်းပဲအိုးပြင်းအိမ်ပြင်းနဲ့ဘသူမှအားလို့လာခဲ့တဲ့ပုံကူမရှိဘူးရှိရလားဟောသူ့အလုပ်သူ့လုံးနဲ့သူမရှိတာလားရှိတာလားအော်အတက်ကြီးတဲ့ဥသိန်းရဲ့ဖိုးဖိုးဖွားဖွားတွေကြအလုံးမရှိတော့ဘူးနဲ့ထင်တယ် မြေထိန်မြေထိန်အေကိန်းမပေါ်ထိန်ရပါတယ်ဗျာမထိန်ရတာလားထိန်ရတာလားအော်သူ့အလုံးနဲ့သူတော့ရှိတာပေါ့ဒါတစ်ဖက်ကိုလည်းထိန်ရတယ်ကိုယ်လည်းပဲတရားလေးနှလုံးမသိရတာလားတွင်းရတာလားဒါကြောင့်နိဗ္ဗာန်ကိုလိုချင်ရရချင်ရင်တယောက်ထည့်ခြင်းမှာတဲ့ဟုတ်လားဟောကိုလာတာကတခိုက်ကမတရားအာထုတ်ကိုဘာလို့ခုလဲတရားအာထုတ်ကိုဩတရားအာထုတ်ဖို့လာတဲ့အခါကျတော့တခိုက်ကမကြီး ဩဦးလင်းတို့ဟိုးအဲအောက်ဘက်မှာပေါ့အခုဒါကတော့အထက်ဘက်ပေါ့နော်အောက်ဘက်မှာဆိုတော့ဒီဘက်နဲ့မဆိုင်တော့ဘူးဆိုင်သေးလားမဆိုင်တော့ဘူးနော်ဩတရားစကံဘုန်းကြီးကတခါတည်းပဲဟင်ဒီလိုပဲအဆောင်လေးနဲ့ထားတာပေါ့အဆောင်လေးနဲ့တခါတဲ့အခါကျတော့အဲအဲ့ဒီမှာယောဂီဒကာမကြီးတယောက်ရှိတယ်ဟုတ်လားယောဂီကမကြီးရတခါလဲဒီဆောင်လဲကူးတယ်ဟိုဆောင်လဲကူးတယ်ဟိုဆောင်လဲကူးတယ်ဆောင်တော်ကူးဒကာမကြီး ဒကာကြီးတယောက်လည်းရှိတာပဲဒကာပြောလို့ရှင်အကျဉ်းအပြီးလို့ပြောဒကာပြောလို့ရှင်ဟယ်လိုအေးလို့အော်ဖုန်းဆိုတာဒကာကြီးကမှတိုးတိုးတိတ်တိတ်ပြောဖို့တီထွင်ပေးလိုက်တာမတီထွင်နာလားတီထွင်နာလားအဲဒါဟုတ်တစားတဲ့ပဲဟင်ဇောစပီကာကြီးတက်ပြီးအော်လို့မော်တာလားအော်တာလားဒီဘက်မှာမဟုတ်ဘူးလို့ပြောခဲ့ပါပြီအော်အဲ့လိုဆိုလို့ချင်းဒကာကြီးကကိုယ်ကြောင့်လည်းအနောက်ချက်ဖြစ်တယ်ဟိုဆောင်ကူဒီဆောင်ကူဟိုမိတ်ခွဲ့ဒီမိတ်ခွဲ့ အဲဟိုသူ့ရဲ့အကြောင်းပြောကိုယ်အကြောင်းပြောဆိုတော့ဟောစကားစကားပြောပါများတော့စကားတွေကဇာတိတွေပြလာတာပေါ့အပြမာလာပြမာလာသူကမှပြောတာလို့ဒါဆိုလို့ချင်းတယောက်သေးရေနေတတ်အောင်မနေရမာလာနေရမာလာဒါဆိုရှင်ဘုရားတပည့်တော်တို့ဘယ်သူမှဘာမှပြောတော့အဲ့လိုနေလို့တော့မဖြစ်ဘူးလေဖြစ်ပါမလားမဖြစ်ဘူးလေပြောတင်ပြောလိုက်တာလေပြောပေါ့အဲဟုတ်လား တရားအားထုတ်တဲ့အခါလဲတရားအားထုတ်ဖို့ပြောတဲ့အခါလဲသူတို့တိတိကလေးပြောဖို့ပြောလို့မရတာလားရတာလားဒါဆိုလို့ချင်းနိဗ္ဗာန်အပြည့်တဲ့နိဗ္ဗာန်ကိုတွားကြည့်ရင်တော့တယောက်ဖြစ်ကြင်ပါတဲ့အဖို့မလိုပါဘူးတဲ့လိုရဲ့လားမလိုပါဘူးနိဗ္ဗာန်အပြည့်ဒွေပြင်းကြီးတဲ့ဗါတဲ့လေဒွေပြင်းကြီးနိဗ္ဗာန်အပြည့်ကပြီးပြီလေဖတ်ပြောအောင်မလားနိဗ္ဗာန်အပြည့်ဒွေပြင်းကြီး တို့ပညာဆိုတာဘာပြောတာလဲဆိုတော့ပညာလိုခြင်းရခြင်းတဲ့ပုံကူကြတော့နှစ်ယောက်ကျင်กว่าတဲ့နှစ်ယောက်မကျင်ရမှာလားကျင်ရမှာလားတို့ဒီတရားလေးကတော့ဒီလိုရှိတယ်ဆရာတော်ကဘယ်လိုလေးမိတ်ငယ်ဟောတရားစကားတော့